ရာကိလိုက်လူဘဝစိတ်ချမ်းသာစကိုင်းဒလီကြီးရှုသူဓမ္မမိတ်ဆွေသူတော်စီအပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တရင်အကြောင်းအရာကတော့မန္တလေးရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ပညာရေးဌာနကွယ်အင်းစိန်ဗုဒ္ဓကောလိပ်တွင်2025ပညာသင်နှင့်အတွက်အတန်းတင်စာမေးပွဲဖြစ်ဆိုနေတဲ့တရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မန္တလေးရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ရေရှည်ကြီးပွားရေးအတွက် ကောင်းချင်းလေးပြားဖြစ်သော ပညာရေးစနစ်ကောင်းခြင်းစီမံခန့်ခွဲအုပ်ချုပ်ရေးကောင်းခြင်းတင်ကြားရေးဆရာများရဲ့တရားတရားအပြည့်ဖြင့်စ조사တင်ကြားမှုပေးခြင်းနဲ့ကျောင်းသားကျောင်းသူများရဲ့စာတက်ခြင်းစိတ်ဖြင့်조사တင်ယူခြင်းတို့ကိုအခြေခံကရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အရှိဂျိုးကုန်းမဟာတုခိတာလမ်းရှိရိုးရရတောင်ကျောင်းတိုင်အင်းစိန်ဗုဒ္ဓကောလိပ်တွင်ဒီကနေ့စက်တင်ဘာလ29ရက် မွန်လဲတနာဤကအတန်းတင်ဆာမေးပွဲဖြေဆိုခြင်းကိုကျင်းပနေကြောင်းသိရပါတယ်။မန္တလေးရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့အဓိပတိနိုင်ငံတော်တန်ခတ်မဟာနာယကအဖွဲ့ဥက္ကဋ္ဌဒေါက်တာဗဒန္နာကုမာရာဘီဝန်သားနှင့်တက္ကသိုလ်တည်ထောင်သူဆရာကြီးဦးမြင့်စွေမဟာဝိဇ္ဇာလန်ဒန်တို့ဦးစီးတည်ထောင်ဖွင့်လှစ်တော်ပညာရေးဌာနခွဲကို2019ခုနှစ်မှစတင်၍ယနေ့ထိတိုင် ပါဠိအဘိဓမ္မာ ဗုဒ္ဓဓမ္မနှင့်စိတ်စာသင်တန်းခွဲများကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်။အဆိုပါ2025ပညာသင်နှင့်အတွက် အင်းစိန်ဗုဒ္ဓကောလိပ်တွင်အတန်းတင်စာမေးပွဲကိုစက်တင်ဘာလ29ရက်နေ့မှအောက်တိုဘာလ5ရက်နေ့ထိမွန်လဲတနာရီမှညနေ4နာရီထိဖြေဆိုနေကြခြင်းဖြစ်ပြီး2025ပညာသင်နှင့်အတွက်အင်းစိန်ဗုဒ္ဓကောလိပ်အတန်းတင်စာမေးပွဲ ဖြေဆိုခြင်းတွင်တန်ဃာတော်၄ပါး တိလရှင်တပါးနဲ့လူပုဂ္ဂိုလ်26ဦးစုစုပေါင်း32ဦးတို့ကိုဗုဒ္ဓစာပေဆိုင်ရာများကိုလေ့ကျင့်သင်ကြားပေးပြီးစွမ်းရည်ခိုင်မာအောင်ပြုပြင်တည်ဆောက်ရေးတို့ကို သင်ကြားပေးခဲ့ကြောင်းသိရပါတယ်။ကျန်းကုန်ဗုဒ္ဓတက္ကသိုလ်တွင်မြန်မာနိုင်ငံအနေနဲ့အရရက်နေရန်ကုန်တိုင်းဒေသကြီးအတွင်ရှိကျောင်းတိုက်အသီးသီးတွင်တန်ဃာတော်တိလရှင်များတယောက်လျက်ရှိသည့်အပြင်အဘိဓမ္မာရှိကာယမိုင်ပဋ္ဌံတန်ယုံ ဝိတုဒ္ဓိမင်္ဂသင်္นานဌာနများမှာဘာသာရေးလိုက်စားသူ လူပုဂ္ဂိုလ်များလည်းတက်ရောက်ပညာသင်ကြားနေကြောင်းသိရပါဗျာ ိုရီယာတောင်ကျောင်းဆိုတာကဟိုရခင်တုန်းကဆရာအစင်ဆက်၅ပါးရှိခဲ့တယ်။ဘုသူမနာတို့ဥပညာဝန္ဒာတို့ဥဒိခညာနာတို့အဲ့ဒါပြီးတော့မှဘုန်းကြီးကဒီကျောင်းကိုဆက်ရတာဖြစ်တယ်။ဥဒိခညာနာပြန်တော်မူပြီးတဲ့အခါမှာသံဃာနိုင်ကအဖွဲ့အထိန်ထားတယ်။အထင်ထားတဲ့အချိန်မှာဘုန်းကြီးရဲ့လေဟွာ20ရာတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ရခိုင်ဝိုင်းကျောင်းကနေပြီးတော့ အညီရန်ကိုရနာပြီဒီမှာလာပြီးတော့ကြောင်းတိုင်းလောပါပဲ။ဒီရွယ်ချက်ကဒီဘက်မှာဆရာတော်ကဟိုဘက်ကဆုံးလုံးကကမ္မထန်တရားပွားများအထောက်တာဒီဘက်ကပရိယတ်တိဆိုတဲ့စံပုတ်ကြီးတင်ထားပြီးတော့စာပေတင်ကြားတဲ့လုပ်ငန်းမလုပ်ရင်ခေါင်းတကြပင်တကြဖြစ်နေမှာပေါ့အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်အခုလိုစာတင်တိုက်ဆိုတဲ့မဟုတ်ဦးကြီးလည်းရေးထားတယ်စာတွေတင်နေတယ်ပို့ချနေတယ်ဆိုတော့ဒါလုပ်ငန်းမှန်တယ်လို့သဘောပေါက်အောင်ပါပဲเนาะ အဲခုကလည်းခေအားလျော်စွာစီပွားရေးအလျော်စွာကိုကမြင်မားခြင်းပဲမဲ့မြင်မားလို့မရနိုင်ဘူးလေအဲ့တော့ရှိတာလင်းနေမယ်ခကြီးရဆက်ပြီးတော့သွားရမှာပဲရေရှိတည်တန်းအောင်ဆိုတာကလည်းဘုန်းကြီးတို့သာသင်တဲ့ပုဂ္ဂိုလ်ပြည့်စုံရုံနဲ့လည်းမပြည့်စုံသေးဘူးပြည့်နာရကဘုရားဝဆသာသောဖွယ်ရာအကြောင်းအသုံးဆောင်ပရိဘောဂကစပြီးတော့ ဲ့ဒါတွေကလည်းလိုအပ်တယ်ဒီလိုစာမွေးဖြည့်တဲ့အခါမှာလည်းကြဲကြဲဝန်းဝန်းတို့ဘာလို့အခမ်းအမကြီးတွေလိုအပ်တယ်အဲ့လိုအပ်တဲ့အတွက်ကြောင့်ဘုန်းကြီးလည်းအခုရှိတဲ့ဝတ္ထုငွေလေးနဲ့96မိုင်းလေးဖာလုံးမှာဘုန်းကြီးမြေကွက်တက္ကသိုလ်ရေမှန်းပြီးတော့ထားပါတယ်ဒီကထွန်ပေါက်လာခဲ့ရင်တော့အဲ့ဒီမှာကြဲကြဲပြန်းပြန်းလို့ဖို့စီမံခဲ့ရှိပါတယ်အဲတက္ကရမတွေကအခုဘုန်းကြီးရီမန်းနဲ့အပေါ်မှာဂੁੰကြီးပန်ဖို့မဲ့ မန္တန်လေးများများပေါ်လာရင်တော့အဲ့ဒီစီမံကိန်းကအများအကောင့်ထဲပေါ်မှာဖြစ်ပါတယ်အခုတော့မြေကွက်ပဲရှိသေးတယ်6ရေကနော်အကြောင်းကမမှမရှိသေးဘူး56မိုင်၄ဖာလုံးအဲ့ဒီလမ်းမကြီးပေးမှာအများလမ်းမကြီးပေးပါအဲများများလှူဒန်းမဲ့ပုံကိုပေါ်ပေါက်ရင်တော့အကောင့်ထဲများများပေါ်မှာ ဖြစ်တဲ့အတွက်ကြောင့်အဲကြေပေါင်းများစွာ လူဒန်းနေတဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်ပါစေလို့ပဲဘုန်းကြီးဆန္ဒပြုအောင်။အင်းဦးဇင်းတို့ကတော့ဒါဦးဇင်းတို့မန္လေးရောင် product တို့ရဲ့ brand school ဖြစ်တဲ့အတွက်ကြောင့်ဒီ college မှာလည်းမန္လေးရောင် product တို့မှာပြတ်တန်းထားတဲ့ဒီဒီညွှန်းနားနေတိုင်းပဲသွားသွားဖြစ်ကြတယ်ပေါ့နော်။တင်းလည်းဒီမှာအဲ့တိုင်းပဲတင်းကြတယ်။ဒီမှာတော့ဒီနေ့ကတော့ဒါ diploma BSc 1 diploma bsc 2 diploma bab เนี่ย ba tapsia เนี่ย ba final 5ตันဥစဉ်တို့ဒီနေ့ဖြစ်ဆိုကြပါ ဒီ college ကအင်းစိန်ဗုဒ္ဓ college ကတော့ဒါ2019ခုနှစ်ကစပြီးရောဒါဖွင့်လှစ်ခဲ့တယ်ပေါ့နော်ဒါဒီမှာဆိုရင်တော့ဒါဦးဇင်းတို့ကလေးဘွားနေခဲ့တဲ့ဒါအကြောင်းဖြစ်တယ်ဘုန်းကြီးဆရာတော်ဘုန်းကြီးဦးညာတို့တားရဲ့ဒါနေရာမှာပဲဦးဇင်းတို့ theory စပြီးသင်ကြားခြင်းနဲ့ဆရာတော်ရဲ့ center ကိုဖြည့်ရနေနေဦးဇင်းတို့ဒီ college ကိုဖွင့်ပြခဲ့တယ်ပေါ့နော်အဲဒါကတော့ဗုဒ္ဓစာပေတွေပြန်ပွားစေရင်ねဒီကမ္ဘာနေတိုင်းစာပေပေါ့နော်လူသားတွေရဲ့နှလုံးသားထဲမှာဗုဒ္ဓစာပေတွေဗုဒ္ဓရဲ့တရားဓမ္မတွေဂိမ်းဝစေဖို့ အယွင်ချစ်တွေနဲ့ဖွင့်ပြခဲ့တာပေါ့။ပေါ်လိမ်မှာတော့ဒါဗုဒ္ဓစာပေကိုပြန်ပွားအောင်ဦးဇင်းတို့ဒါစူးစမ်းကြတဲ့အတွက်ကြောင့်ဟိုအသက်ရွယ်ပိုင်းခြားထားခြင်းလည်းမရှိပါဘူး။ပြည်နယ်ကမ်းသာတာခြင်းလည်းမရှိဘူး။ဒါကဦးဇင်းတို့တက္ကသိုလ်များကိုမန္တလေးရောင်ဗုဒ္ဓတက္ကသိုလ်မှာတည်ထောင်ခဲ့တဲ့ဇာယုမင်းဆွေရဲ့ဒါမူအတိုင်းပေါ့နော်။ဒါဗုဒ္ဓစာပေမဟုတ်ရင်တောင်မှဗုဒ္ဓစာပေကိုပြန်နှောက်အောင်စူးစမ်းနေကြတဲ့အချိန်မှာအဲ့တော့အသက်ပိုင်းခြားခြင်းဗုဒ္ဓဘာသာဝင်ကိုဗုဒ္ဓဘာသာကိုစိတ်ဝင်စားပြီးတော့ဗုဒ္ဓစာပေကိုစိတ်ဝင်လာတဲ့ရန်ပုဂ္ဂိုလ်တိလချင်းပြီးသူကိုမဆိုပါတော့အသက်ရွယ်ပိုင်းခြားထားခြင်း ပညာရေးပိုင်ဆိုင်တာမရှိဘဲနဲ့ဒီတက်ကတော့ဒီ college တွေကိုဦးဇင်းတို့တက်ခွင့်ပြုထားပါတယ်။အဲဦးဇင်းတို့ဒီပထမကြီးတန်းမပြီးတဲ့တာအားတွေဒီလရှင်နေနဲ့လူပုဂ္ဂိုလ်များတော့ဒီဦးဇင်းတို့ intern မထားတဲ့အတွက်ကြောင့် diploma BE ရ BAB ရနေစပြီးတက်ရမှာ။အဲဒီပထမကြီးတန်းအောင်မြင်ထားတဲ့တန်ခါတော်တွေတက်ကတော့ diploma BSc 1ကနေစတက်တဲ့ဦးဇင်းတို့ BA ရဖို့အတွက်၄နှစ်ပေါ့။သို့တော့ပြောတဲ့ပရမကြီးနဲ့မပြည့်တဲ့တန်ခါနဲ့ဒီပုဂ္ဂိုလ်တွေနဲ့ဒီလရှင်ဒီလရှင်များအတွက်ကတော့ဘီရောက်ဖို့အတွက်၅နှစ်ကြာပါတ ပုံမှန်တော့ဒါဦးဇင်းတို့ဒီနှစ်စဉ်ပြည်နာတင်းနှစ်တစ်ခုမှာတော့ဗမာလာနဲ့မြန်မာလာနဲ့ယူထားပါတယ်။နေတော့လာပြီးတော့တရရနေ့ကိုအကြောင်းဖွင့်ပွဲပေါ့နော်။နေတော့လာလာနဲ့မှာဆိုဦးဇင်းတို့ဖောင်းနေပေးပါတယ်ဒီမှာ။ဒီအင်းစိန်ပိုတာကိုလေးမှာရှိတဲ့ဟိုရုံးကားမှာပဲလာပြီးတော့ဖောင်းနေထုတ်ယူပြီးတော့တရောင်းနိုင်ကြတယ်ပေါ့နော်။အဲ့တော့အသက်ရွယ်လည်းပိုင်းခြားတာလည်းမရှိဘူး။အဲ့ချိန်ရောက်တော့ဒါဦးဇင်းတို့ဟိုပြည်နာတင်းနှစ်တစ်ခုရဲ့ဂဇက်တွေထွက်ပြီးတာနဲ့အကြောင်းသားအသက်ခေါ်တဲ့အနေနဲ့ဒါပေါ့လေဖောင်းနေပေးကြတယ်ပေါ့။အဲ့မှာဒီမှာပဲရုံးမှာပဲလာထုတ်ပြီးတော့တရောင်းနိုင်ကြပါတယ်။ အဲဦးဇင်းတို့ဒီမှာကောလိပ်ကိုတက်ရောက်ခြင်းနဲ့တန်ဃာတော်ဒီလန့်ရှင်တွေကိုဒီမှာဦးဇင်းတို့မန္တလေးရောင်ပရိုဒက်ကမှာပြည်내ဌာနအဖွဲ့တစ်ခုဖြစ်တဲ့ဒီ Insight Product ကောလိပ်ကိုလာရောက်ပြီးတော့ပညာရှိမှုတက်ရောက်နိုင်ကြတယ်တန်ဃာတော်ဒီလန့်ရှင်ဒီပုဂ္ဂိုလ်မြို့သူကမဆိုးပေါ့နော်ဒါဦးဇင်းတို့ဖိတ်ခေါ်ကြဖိတ်ခေါ်ပါလေပေါ့ဒီမှာလဲဒါဦးဇင်းတို့စိုင်းဦးမင်းစီမန္တလေးမှာတင်ခဲ့တဲ့ဒီ young product ကတို့ချင်းတိုင်းမှာတင်ခဲ့တဲ့ဤအတိုင်းပဲလေဒီမှာလဲ select ပို့ချတင်ကြကြတယ်ပေါ့နော်အဲ့တော့ဒီမှာ sanskrit တို့ english စာတို့ portuguese တို့စတဲ့ ဟိုနိကေတွေရောအကုန်လုံးဒီမှာပြည်သားမှာဆိုတော့နိကေတွေပါတယ်เนาะနိကေတွေရောအကုန်လုံးတင်ယူလေ့လာကျင်းတဲ့စိတ်ဝင်စားတဲ့မိတုကုမဆိုဦးဇင်းတို့ဒီကနေပြီး college ကနေဖိတ်ခေါ်ပါတယ်ကျမဒီမှာဆောင်းမဖြစ်ရတဲ့ရည်ရချက်ကတော့ကျမဒီကျောင်းရဲ့အာအင်းစိန်ဗုဒ္ဓတက္ကသိုလ်ရဲ့အင်းစိန်ဗုဒ္ဓကောလိပ်ပါလိုက်ပြော်လေကျောင်းတက်တာ2020ခုနှစ်ကအဆောင်22ခုကလာပြီးကျောင်းတက်တာကျမပြင်ဆင်ယူပြီးတော့လေပြင်ဆင်ယူပြီးတော့ မြတ်စွာဘုရားရဲ့သာသနာတော်ကိုရင်စိတ်ဝင်စားပြီးရင်တရဝန်သိကြပါလေဒီကောလစ်ကိုလာတက်ရောက်ခြင်းဖြစ်ပါတယ်ကျင်းတော့လည်းဖြစ်မှုပါတယ်ဟုတ်ကဲ့အော်ဘာလို့ဆိုဟိုဘာလဲတိရဂုဗုဒ္ဓတက္ကသိုလ်ဟုတ်ငမတဒီကလေအဆင့်ဆင့်ပေါ့ PB လို့အဲ့ပေါ့ PB ရဲ့ PSC 1 PSC 2အခု BA တက်တဲ့အနှစ်ကိုရှင်းနေတာဖြစ်ပါတယ် အော်အဲ့ဒါဆရာတော်တွေကလေတည်တည်ချာချာဒီကျောင်းကဆရာတော်တွေကတည်တည်ချာချာအော်ကျမတို့ကိုလေတုံနေညွန်ကြပြတ်တာတွေအတွက်ကြောင့်ကျမကလေဗုဒ္ဓဘာသာရဲ့တရားတော်တွေကိုထက်ထက်ဝင်ဝင်သိခဲ့ရတယ်။အဲ့အတွက်ကိုဘောပြန်လာပြီးလေ့ကျင့်တဲ့အနေနဲ့အခုလိုမျိုးဆံမွေးရတွေဖြေရတာပါ။အော်ဆရာတော်တွေကအခုလိုမျိုးနော်ဗုဒ္ဓဘာသာတက္ကသိုလ်တွေဗုဒ္ဓဘာသာကောလိပ်တွေအလိုဖွင့်ပေးတဲ့အတွက်ကြောင့်လို့ဗုဒ္ဓဘာသာကျမတို့ရဲ့ထေရဝါဒနိုင်ငံကြီးမှာဗုဒ္ဓဘာသာအရန်ကိုလေသာသနာထုံးကအောင်ဆရာတော်တွေကမြင့်တင်ရရပွားတယ် အကြောင်းကျမတို့အကုန်လုံးကပေါ့နော်ဒေဝရဗုဒ္ဓသာသာအတွက်အမြဲတမ်းသာသနာကိုလေထွန်းလင်းတောက်ပါအောင်အမြဲတမ်းလေ့လာလိုက်စားတဲ့နည်းလို့ကျမပြောချင်ပါတယ်